ထိုင်းအာဏာပိုင်တွေဟာဖမ်းဆီးထားတဲ့တရားဝင် MOU မြမအလုတ်သမား208ဦးကိုဒီကနေ့ဇွန်လ10ရက်နေ့မနက်အစောပိုင်းမှာကာဇနာပူရီအကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်ပြီးဖြစ်ကြောင်းထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြမအလုတ်သမားအရေးကိုကူညီဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့ဝင်ကိုရဲမင်းထံကနေသိရပါဗျ။ဖမ်းဆီးခံခဲ့ရတဲ့တရားဝင် MOU မြမအလုတ်သမား208ဦးဟာကာဇနာပူရီခရိုင်ထမကန်မြို့ရှိစက်သားဆက်ယုံမှအလုတ်လုတ်ခွင့်လက်မှတ်မတူညီခဲ့တာကြောင့်ထိုင်းစစ်တပ်အပါအဝင်ထိုင်းအာဏာပိုင်အဖွဲ့ဆောင် င်ကဝင်ရောက်ဖမ်းဆီးခဲ့ကြပြီးဇွန်လ6ရက်နေ့နဲ့ဇွန်လ9ရက်နေ့တွေမှာကန်ချနာပူရီအချုပ်ခန်းထဲမှာဖမ်းဆီးချုံနောင်ခဲ့ပြီးနောက်ထောင်ကိုပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအလို့သမားအရေးကိုကုညီဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့ဝင် ကိုရဲမင်းကအခုလိုပဲပြောပါတယ်။ဒါတော့ကိုသူတို့ဒီရေစခန်းချုပ်ထဲကနေထောင်ထဲကိုပြောင်းလိုက်ပြီလို့ပြောတယ်ဗျာဟုတ်ကဲ့ အခုတော့နောက်ဆုံးဒီလုံသမားတွေပြောလို့မရဘူးဗျကျွန်တော်အဆုံးကိုတဲတန်ဆက်နေရတယ်ဖုန်းပေးမကင်တော့တဲ့နေသားဖြစ်နေတယ်ဒီစံချနာဘူဒီခိုင်ကြဒါလုံသမားတွေကိုဝက်ပမင်းမတူဘူးဘာတွေ့ရချုပ်ဝမ်းချုပ်ရီပို့တယ်ပို့တော့ကြတော့ဝက်ပမင်းမတူဘူးအလုံးနေရာမတူဘူးသူတို့တရားဝင်လာတဲ့ MOU လုံသမားတွေဖြစ်တယ်ဗမာပြည်နဲ့ဗမာပြည်ကနေခိုင်းဆိုးကတရားဝင်အတိမတ်ပြု MOU MOU တွေကဒီလိုဖမ်းဆီးခံရတာတွေဖမ်းဆီးပိုင်ခွင့်တွေမရှိဘူးသူတို့ကလာကြရောဝက်ပမင်း အဲ့ passport ပြည့်စုံပြီလားဒါပေမဲ့ဒီရောက်ရင်ပွဲသားတွေကဟိုယုံပို့ဒီယုံတချို့ပွဲသားတွေကြလည်းချိန်ပြီးဝက်ပါမင်းမလုပ်ပေးတာအဲ့အဲ့ဒါတွေအဲ့ဒီအမှုတွေနဲ့ပေါ့နော်ထိုင်းနိုင်ငံမှာဝက်ပါမင်းမရှိဘူးဝက်ပါမင်းအလုပ်နေရာမတူဘူးဆိုရင်1040ရက်ကြာမယ်အဲ့ပြီးတော့ဗမာပြည်ပြန်ပို့ခံထိပ်မယ်ဒါသူ့ရဲ့ဥပဒေတွေရှိပြီလားသူတို့ဖမ်းတာ6ရက်နေညနေပြီးတော့9ရက်နေမနက်ပိုင်းထိဖမ်းတယ်လူတွေကများတယ်အဲ့လုပ်ယုံတိုင်းရားတွေဒီလိုက်ဖမ်းတယ်အခုလည်းလက်ရှိ MOU တွေလူနေရာကျော်သူတို့လက်ရှိလုပ်ယုံတိုင်းရားမှာမနေရဘူးပေါ့နော်နောက်တစ်ထပ်ဖမ်းမှာကြောက်ပြီးတော့ကြောက်နေကြတယ် ထိုင်းနိုင်ငံမှာမြန်မာအလုံသမားတွေအနေနဲ့ work permit မရှိခြင်းအလုံနေရာမတူခြင်းတွေရှိပါကထိုင်းဥပဒေအရထောင်နဲ့48ရက်ကြာခံရမှာဖြစ်ပြီးအဲဒီနောက်မြန်မာနိုင်ငံသို့ပို့ဆောင်ခံရမှာဖြစ်ကြောင်းကိုရဲမင်းကပြောပါတယ်။ထိုင်းအာဏာပိုင်တွေကမြန်မာအလုံသမားတွေအပေါ်နေအစဉ်ဖမ်းဆီးမှုတွေလှုံ့ဆော်လာနေတဲ့အတွက်မြန်မာအလုံသမားတွေဟာထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်မှုတွေလည်းရှိနေသေးတယ်လို့သိရပါတယ်။